ြန်မာအစားတကောင်ကားလို့ဆိုကြတဲ့အတိုင်းတကောင်ရာဇဝင်မှာထင်ရှားခဲ့တဲ့ငကနိုင်မင်းမောင်ပေါ့ချိုင်အကြောင်းကိုမြန်မာမှန်ရင်မကြဘူးသူရှိမှမဟုတ်ပါဘူး။အိမ်ပြန်ခီးအတွက်မောင်ပေါ့ချိုင်ကိုဒေတာပေါမောခါဆရာကြီးကမှာလိုက်တဲ့တော့အမြလေးခီးရောက်မိဘမြလေးစကားရမအိမ်မနေအသက်ရှိဆိုတဲ့စကားသုံးခုနဲ့ပရင်ဖြစ်တဲ့ညာငကကြီးကိုတတ်လိုက်မိတာကြောင့်မင်းသမီးက9ရက်ရက်ချင်းပေးပြီးမြန်ခဲ့တဲ့ထောင်ပေးလို့ဆုံးရှားပေးလို့ချုပ်ချစ်တဲ့သူရဲ့ရိုးစတိုးစခြင်းလို့ဆိုတဲ့စကားသုံးခုလိုဟာလေမြန်မာမှုနဲ့ပဲမှာထင်ရှားလာပြီးမြန်မာစကားထရီရဲ့ရင်းမြစ်ခြေကလို့ဆိုနိုင်ပါရဲ့ရှင် များသည့်ပြီးဖြစ်တဲ့အပြင်အခြေခံပညာစင်မူလာတဲ့ဖက်စာတွေမှာပြန်ထန်ထားတဲ့စကားထားတွေဟာဥပမာအနေနဲ့ဖြစ်ဖြစ်အနေအနေနဲ့ပဲဖြစ်ဖြစ်ဆိုလိုရင်းကိုဖုံးကွယ်မြုံနှံပြီးဟွက်ထားတဲ့စကားထားတွေဖြစ်တာကြောင့်စကားထားယိုယိုလို့ဆိုနိုင်ပါတယ်။သူ့အပင်ကတယုံကြီး၊သူ့အသီးကတလုံးတီ၊ညီအကို၅ယောက်၊တန်ခမောက်၉စီ ။နောက်ထပ်စကရင်တစ်မျိုးကတော့အနေဒီဘဲကိုလိုက်ယူဖို့ညုံနံထားတာမျိုးမရှိပဲ။ကာယံနေနဲ့အလျားလိုက်လင်ပတ်ပြောထားတာမို့သူ့အဖြစ်နဲ့သူရှိပြီးဖြစ်တဲ့စကားမျိုးဖြစ်ပြီးအခြေတင်ပြောကြတဲ့စကားမျိုးတွေမှာတွေးရများတတ်ပါတယ်။နမူနာပြောရရင်ပဝါပါချက်သားထုတ်တော်စွန့်တတ်တယ်။ အရာဟာတရွာသားဤစာလုံးတော်လွန်တတ်တဲ့ဖြစ်ပါတယ်။ပုံမြင်စကားဆိုတာကပြဿနာဆုံးတရားကိုတင်ပြဆွေးနွေးလိုတာကြောင့်ပုံမြင်တစ်ပုဒ်ကိုပြောပြပြီးအဲ့ဒီပုံမြင်ထဲမှာဘသူကအကြီးဆုံးလဲဘသူကသစ္စာရှိဆုံးလဲစသဖြင့်ညံစံမီမြန်တဲ့စကားမျိုးဖြစ်ပါတယ်။တဏှာဤပုံမြင်တွေနဲ့မတူရတာကပုံမြင်စကားတွေဟာရည်ရွယ်ချက်တစုံတရာနဲ့လိုအပ်တဲ့သဘောထားကိုမြုံနှံပြီးဖြည့်တဲ့သူရဲ့အဘော်ကိုတောင်းဆိုတာမျိုးဖြစ်လို့အဖြေရတဲ့အခါသူဟာယူတဲ့စံတဲ့ကောက်ချက်တဲ့စသဖြင့်ကောက်ချက်ချဆုံးဖြတ်ပေးနိုင်တဲ့စကားမျိုးဖြစ်နေလိုပါပဲ။